ငွေမတ်တဲ့ network ကိုအဆက်ခွဲလို့ Miss Grandma နေရာမရခဲ့တဲ့ JK မြန်မာနိုင်ငံကိုစားပြုအဖြစ်ဝင်ရောက်ရှင်တိုင်နေတဲ့ Miss Grand မြန်မာအလှမဲ့ JK Sophia ကတော့ Miss Grand Fight နဲ့ပြိုင်ပွဲမှာ top 22ထိတောင်ပါဝင်ခွင့်မရခဲ့ပါဘူး Myanmar သူမဟာပြိုင်ပွဲအတွက်အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ နက်ဝက်ရဲ့နေရာပေးမခံရတာကြောင့်သူမအတွက်ပြည်သက်တွေကဝန်နေကြရပါတယ်။ Miss Grand International ပိုင်ရှင် Mr. Network နဲ့အရင်နှစ်က National Director ဖြစ်သူထူအန်လွင်ပြိုင်ပွဲဝင်အလှမဲ့တဲဆွန်ငိမ့်တို့ဟာကောင်းမွန်တဲ့ဆက်ဆံရေးမျိုးမရှိခဲ့တာကြောင့်ဒီနေ့ပြိုင်ပွဲဝင် JK အပေါ်မှာတယောက်မှုတွေရှိလိမ့်မယ်လို့လည်းအားလုံးကထင်ကြေးပေးခဲ့ကြပြီးသားပါ။ JK ဟာအင်္ဂလိပ်လိုပြောတာကျွမ်းကျင်တယ်လို့ဖြတ်တွန်းညံကောင်းပြီးအရေးချင်းရှိတဲ့အတွက်နိုင်ငံတကာမီဒီယာတွေအားလုံးရဲ့စိတ်ဝင်စားခြင်းခံခဲ့ရသူပါ။သူမဟာအလှမဲ့တဲဆွန်ငိမ့်လို့ပဲ မိုက်ပေးလိုက်တာနဲ့နောက်တစ်ယောက်ပြောင်းသွားလောက်အောင်သူမရဲ့အရေးချင်းတွေကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။အစပိုင်းမှာငွေမတ်တဲ့ Mr. Network ကိုသဘောမကျတာကြောင့် Miss Grand International နဲ့ဝင်ပြိုင်တဲ့ JK ကိုပရိသတ်တွေကသဘောမကျခဲ့တယ်လို့အားပေးမှုလည်းမရှိခဲ့ကြပါဘူး။ပြိုင်ပွဲမှာသူမရဲ့အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုဖြတ်တိုးဉာဏ်ကောင်းမွန်မှုတချင်းဆိုကောင်းမွန်မှုတွေကိုမြင်တွေ့ရတဲ့အတွက်ပရိသတ်တွေကရောအမှုပညာရှင်တွေကပါအားပေးမှုတွေရှိလာခဲ့ကြပါတယ်။ JK ရော Miss Grand Preliminary ပြိုင်ပွဲမှာ မစ္စတာနဝက်ကိုစင်ပေါ်မှာပဲလှလှပပနှိတ်ကောက်လိုက်တဲ့ဇကားကိုလည်းပရိသတ်တွေကအရန်သဘောကြားခဲ့ပါတယ်။အလမဲတယောက်ဟောင်း body beauty brain အပြင် business strategy ဆိုတဲ့ 4B နဲ့ပြည့်စုံတဲ့သူဖြစ်ရမှာပါ။ JK ကသူမဟာ body beauty brain နဲ့ပြည့်စုံတဲ့အပြင် business strategy လည်းရှိတာမို့သူမရဲ့ business strategy ကိုငွေနဲ့ဝယ်မယ်ဆိုရင်ဝယ်နိုင်တယ်။သူမနဲ့လက်တွဲဖို့နောက်တာမရနဲ့ဆိုပြီးစင်ပေါ်မှာလှလှပပလေးပြောသွားခဲ့တာပါ။သူမဟာစုမရမှမကြောက်တယ်လို့ စိုးရင်ပူပန်မှုမျိုးတစ်ချက်မှမရှိပဲမစ္စတာနက်ဝက်ကိုဒဲဒိုပြောခဲ့တဲ့စကားကြောင့်မြန်မာပြည်သက်တွေအားလုံးကအားရကျဉ်းနေခဲ့ကြပါတယ်မြန်မာမလေးတွေကဒီလိုမျိုးရရင်ပြတ်သားမှုရှိပြီးထမ်းမြက်တယ်ဆိုတာကိုပြသရုံနဲ့တင်ကျဉ်းနေပြီသူမစုမရလာလဲဆက်လက်အားပေးသွားမယ်ဆိုပြီးပြည်သက်တွေကပြောခဲ့ကြပါတယ်ဂျေကေလိုထမ်းမြက်တဲ့အလှမယ်မျိုးကအယံရှားတယ်မြန်မာကိုစားပြုအလှမယ်တွေတိုင်းဟာသူမလိုအင်္ဂလိပ်စာကျွမ်းကျင်ရုံတင်မကဖြတ်ထုံးညံကောင်းတဲ့သူတွေဖြစ်တဲ့နယ်လို့လဲမှတ်ချက်ပေးခဲ့ကြပါတယ် Miss Grand International Final ပြိုင်ပွဲမှာ JK ဟာ Top 22ရာမဝင်ခဲ့ပေမြန်မာလူမျိုးတွေအတွက်ဂုဏ်မဆောင်ပေးနိုင်လို့ပန်နေခဲ့ရပါတယ်။ဒါပေမဲ့မြန်မာပရိသတ်တွေကတော့သူမစုမရလာလဲဆက်လက်အားပေးသွားမှာပါလို့အားပေးစကားပြောခဲ့ကြပါတယ်။ Miss Grand မြန်မာရဲ့ National Director ဖြစ်သူ Maran Sain တော်ကတော့ MGI ကပေးတဲ့ Best National Silver Award ကိုရရှိသွားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေက Miss Grand ပြိုင်ပွဲမှာ First Runner Up ဆုရတဲ့နင်းနီလင်းအိမ်ကလည်း ်ဂျေကေကပြိုင်ပွဲအတွက်ပံ့ပိုးပေးခဲ့တယ်လို့ဆုံးမရခဲ့တဲ့အတွက်လည်းအပိစကားတွေပြောခဲ့ပါတယ်။ပရိသတ်တွေကတော့တဲဆုငယ်အလှည့်မှာတော့နင်းနီကဒီလို supporting မျိုးလုံးဝပေးခဲ့တာမရှိတဲ့အတွက်အားမလို့အားမရဖြစ်ခဲ့ကြရပါတယ်။ဂျေကေကလည်းအမှုပညာလောကမှာတဲတဲလိုမျိုးတောက်ပတဲ့ကျေတဝင်းဖြစ်လာမလားဆိုတာစောင့်ကြည့်နေကြအောင်ပါ။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်ရှင်။